ဖွန်တာရဲ့ RSA ဝနာ8ဆိုတဲ့ဆိုင်ငယ်အသစ်2026အတွက်ထွက်လာပါတယ်။အရင် RS ချင်းအားတဲ့နေရာမှာ upgrade များစွာနဲ့ပြောင်းလဲလိုက်ပြီးဖြစ်ပါတယ်။အပြန်ဘတ်ဆိုင်ငယ်တွေကဘာလို့ရှိမလဲ။ဘယ်သလိုရှိမလဲကြည့်လိုက်ရအောင်။ Left or right, the side with them. Dip it down low, then pop your chest. Round and round, shake your head. Left or right, the blow again. Left or right, the side with them. Dip it down low, then pop your chest. Round and round, shake your head. Left or right, the blow again. ရင်ကကျွန်တော်တို့မြန်မာနိုင်ငံမှာအတွေ့အများကြတယ်ဒါ RS 150နေရာမှာအခု RSX ကိုဒါစားထိုးတာတာဖြစ်ပါတယ်2016ခုနှစ်မှာ RS 150ကိုဒါထုတ်လုပ်တယ်2016ခုနှစ်မှာတော့ RSX ပုံစံကိုစပြောင်းလာတာဖြစ်ပါတယ်တင်ပို့တဲ့နေရာဒေတာတွေမှာတော့ခေါ်ဝေါ်မြင်းမှုနဲ့ဒါတူတူကိုရှုပ်နေတာပါ winner is RSS Supra Giulia RSS winner ဆိုပြီးတော့ဒါစုံနေတာပါပဲပြန်ပတ်ဆိုင်ရယ်ဆိုလို့ရှိရင်တော့အရင် RS 150အားပြန်ပတ်က Yamaha Exciter 150ဒါမှမဟုတ် Sniper 150ဆိုင်ရယ်ကလည်းလူသိများပါတယ်အခုတော့သူလဲ Exciter 155ပုံစံတောင်းသွားပြီဖြစ်ပါတယ် Honda RSS ကဒါ2019မှာပုံစံပြောင်း upgrade ဖြစ်လာပြီးတော့အခု2025 October လထဲမှာပဲ Malaysia နိုင်ငံမှာအသစ်ထပ်မှချပတ်သွားခဲ့ပါတယ် 149cc အင်ဂျင်ဖြစ်မယ်မြင်းကောင်ရဲ့အား55ဝန်းကျင်ထွက်မယ် top range အား73.6 Newton meter ရှိမှာဖြစ်ပါတယ်တနအီ90ဝန်းကျင်တီးထုတ်နိုင်ပြီးတော့ Honda ရဲ့ကိုပိုင် PGN F5 ဒါ situation နဲ့တက်စီတကားလမ်းကိုမောင်းတဲ့ပုံစံပေါ်မူတည်ပြီးတော့140ဝန်းကျင်မောင်းနိုင်အောင်မှာပါ LCD digital timer ဒါ smart key စနဲ့ ABS brakes နဲ့ USB charging ပေါက်တွေပါမယ် slipper clutch ကိုလည်းတုံ့ပြုထားပါတယ် sport sam design ဒါပေးရတဲ့ဈေးနဲ့ဒါပြန်ရမယ့် performance ကလည်း ောင်းမဲ့ဆိုင်ရည်စည်းဖြစ်ပါတယ်။အန်နာဘုံ 150cc တဲ့ကဒါ quality ကောင်းတာကြိုက်တယ်။ဂျပန်ဘိန်းဖြစ်ရမယ်ဆိုလို့ရှင်တော့ Honda Winner X ဒါမှမဟုတ် RS X ဆိုင်ရည်ကဒါရွေးချယ်စရာတစ်ခုဖြစ်မှာပါ။ပြိုင်ဘက်ဆိုင်ရည်ဆိုလို့ရှင်တော့ဒါ Yamaha Exciter 155ဆိုင်ရည်ရှိပါတယ်။ဈေးနှုန်းကပြင် Honda RS X ဒါ Winner X ဆိုင်ရည်စီးကတိုင်းပြည်ဝန်းကျင်ရှိမှာဖြစ်ပါတယ်။အရင်မှမငွေစင်းနဲ့ဆိုလို့ရှင်တော့ဒါဒီ quality ပုံစံတိုင်းကိုပဲတိုင်း300ဝန်းကျင်နဲ့ဝယ်နိုင်မှာပါ။ဘလို့မကစားမှာဖြစ်ပါတယ်။